မင်္ဂလာပါဒီတစ်ပတ်အတွက်ကျမရွေးချယ်ထားတဲ့စာအုပ်က The Psychology of Money ငွေရှာနည်းစိတ်ပညာဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ကိုဒေါက်တာဖြိုးမင်းထွန်းကဘာသာပြန်ထားတာဖြစ်ပြီးတော့စာမျက်နှာကတော့331ရက်ရှိတယ်ပေါ့နော်အထူးသဖြင့်ဒီစာအုပ်ကိုဘလူးလူတွေဖတ်တင်လဲဆိုလို့ရှိရင်တော့စီးပွားရေးကိုစိတ်ဝင်စားတဲ့လူတွေစီးပွားရေးနယ်ပယ်မှာပထမဦးဆုံးစီးပွားရေးစလုပ်မဲ့လူတွေယင်းနှိမ့်မြုပ်နယ်မှုစလုပ်မဲ့လူတွေ အနေနဲ့ဒီစာအုပ်ကိုဖတ်လို့ရှင်ပို့ပြီးတော့မှတင့်တော်တယ်ပေါ့နော်ဒါပေမဲ့ကျမကဒီစာအုပ်ကိုအရင်ဖတ်ချင်နေလို့ဖတ်လိုက်တယ်ဆိုပေမဲ့ပေါ့နော်ကျမရဲ့အုံနှောက်တတိလေးနဲ့လိုက်မမီတဲ့အတွက်ကျမညံမီတလောက်ပဲပေါ့နော်ဒီစာအုပ်ထဲမှာရေးထားတဲ့ကျမသဘောကျတဲ့စာကြောင်းလေးတွေကိုနှုတ်ထုတ်ထားတဲ့အရာလေးတွေကိုပဲပြန်လည်ပြီးတော့မှဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်စီပွားရေးမှာလည်းကံကောင်းခြင်းကံဆိုးခြင်းနဲ့သက်ဆိုင်တယ်ပတ်စံနဲ့ပတ်သက်ပြီးဘယ်အရာကအလုပ်ဖြစ်မယ်ဘယ်အရာကအလုပ်မဖြစ်ဘူးဆိုပြီးလေ့လာနေရတာကအန္တရာယ်ရှိပြီးတော့စွန့်စားနေရတာပါ စဉ်းစားဆင်ခြင်မှုမရှိခြင်းနဲ့အရေးရင်ချင်းကအလှပပလေးပဲချပါတယ်။လူတဦးတယောက်ပေါ်မှာပဲဒို့မဟုတ်ကိစ္စရက်တစ်ခုပေါ်မှာပဲလိလအတွေ့ယူနေတာကအလွန်အန္တရာယ်များပါတယ်။တကယ်လို့အရာရာတိုင်းကအလွန်အကျွံကောင်းလာပါကအသင်ထင်နေသလိုကောင်းနေတာမျိုးမဟုတ်ဘူးဆိုတာကိုသတိထားပါ။သိငဲ့သောအခြေခံအစပြုခြင်းမှတစ်ဆင့်ထူးကဲသောရလဒ်များဖြစ်ပေါ်စေနိုင်ပါတယ်။ဖြစ်နိုင်ခြေတိုးတက်နိုင်ခြေအလားအလာရှိနိုင်ခြေတွေကိုတင့်အနေနဲ့ရှော့တွက်လိုက်တာကယုတ်တိမဲ့လွန်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှာအမြင့်ဆုံးအမျက်ငွေကိုရရှိဖို့မလိုအပ်ပါဘူး။ဘာကြောင့်လဲဆိုတော့အမြင့်ဆုံးအကျိုးအမျက်တွေကအထက်ခါတလဲလဲမရနိုင်လို့ပါ။ကောင်းမွန်တဲ့ယင်းနှိမ့်မြုံမှုပြုတ်လောက်ရမှာဆုံးဖြစ်ချက်ကောင်းတွေပဲချမှတ်နေဖို့မလိုပါဘူးအလွယ်လွယ်အချော်ချော်တွေတောက်လျှောက်မဖြစ်ဖို့ပဲလိုပါတယ်ချမ်းသာဖို့နီလန်းများစွာကိုညွှန်ကြားပေးတဲ့စာအုပ်များစွာရှိပါတယ်ဒါပေမဲ့ချမ်းသာနေဖို့နီလန်းတစ်ခုပဲရှိပါတယ်ချွေတာတက်ဖို့နဲ့အယူမှုဖြစ်နေဖို့ပဲလိုပါတယ် ပဆန့်ရအောင်လုပ်တာကတကိစ္စရှိရင်ဆွဲကိုထိမ့်သိမ့်တာက နောက်ထပ်ကိစ္စတစ်ခုပါပဆန်ရဖို့ကစွန့်စားပြီးအကောင်းမြင်တက်ဖို့အပြင် ကိုယ်တိုင်လည်းဝင်ရောက်လောက်ကင်နိုင်ဖို့လိုပါတယ်။ရထားတဲ့ပဆန်ကိုထိမ့်သိမ့်တက်ဖို့အတွက်ကြတော့စွန့်စားရဲတာနဲ့စန်းကျင်ဘက်ကိုဆိုးလိုတာပါ။အမြင့်ကြီးကြီးမားမားရလိုက်ခြင်းကတင့်ကိုပြောက်ွယ်သွားအောင်ဖယ်ရှားပစ်ဖို့ပါ။တင်ဟာအကျိန်တစ်ဝက်လောက်မှားနေရင်တောင်မှအကောင်းမွန်တဲ့ကံကြမ္မာကိုဖန်တီးနိုင်မှသေးတယ်။ ။တင်းရဲ့အချိန်ကိုလိုအပ်သလိုထိန်းချုပ်နိုင်ခြင်းကပတ်စံကပြန်ပေးတဲ့အမြင့်ဆုံးအကျိုးအမြတ်ပါပဲ။ဒီနေ့ငါလှုပ်ချင်တာမှန်သမျှငါလှုပ်လို့ရတယ်လို့မနဲ့အိယာထတိုင်းပြောနိုင်တာကအမြင့်ဆုံးကျေဝါချမ်းသာမှုပါ။ပစံကဘဝတစ်ခုကိုလှုပ်ချင်တာလှုပ်လို့ရအောင်လှုပ်ချင်တဲ့အချိန်လှုပ်လို့ရအောင် အတူတူရှိချင်တဲ့သူနဲ့ရှိလို့ရအောင်နေချင်တဲ့နေရာမှာနေလို့ရအောင်ကိုလှုပ်ချင်တာအတွက်အချိန်လိုချင်သလောက်ရအောင် ထိမ့်ညှိပေးတယ်ဆိုတာသဘောပေါက်လာပါလိမ့်မယ် အရာရာတိုင်းကိုဖျက်ဆီးနေထိုင်ခဲ့တဲ့သူတွေစီကနေရရှိခဲ့တဲ့သင်ခန်းစာကတော့မိမိရဲ့အချိန်ကို ထိန်းချုပ်နိုင်ခြင်းကပတ်စံကနေပြန်ပေးတဲ့အမြင့်ဆုံးအမျက်ပြန်အန်းငွေပါပဲကို့မှာပတ်စံဘလောက်ရှိကြောင်းအခြားလူတွေသိအောင်ပတ်စံသုံးပြတာက အမြင့်ဆုံးပတ်စံကုန်မဲ့နေလမ်းပါပဲ။ ပတ်စံစုဖို့အတွက်အကြောင်းပြချက်မမေရရမလို့အပ်ပါဘူး။ဒါပေမဲ့ငွေစုရဲဆိုတာအရာတစ်ခုခုကိုဝယ်မယ်ဆိုပြီးပန်းနိုင်တစ်ခုတတ်မှတ်ထားစရာမလိုပါဘူး။တတ်မှတ်ပန်းနိုင်အတွက်ငွေစုဆောင်နေဆိုတာကြိုတင်ခံမနိုင်တဲ့ကဘာအတွက်ပဲအထိပ်ပဲရှိတာပါ။ဒါပေမဲ့စုဆောင်ငွေကတော့ဘဝမှာအဆိုးဆုံးသောအခြေအနေတိုင်းမှာကြုံတွေ့နိုင်တဲ့ငရဲမှလွတ်မြောက်နိုင်အောင်အံ့အားသင့်စွာကဲထုတ်ပေးနိုင်တဲ့မဟာကဲ့တင်ရှင်ပါ။ ဒီစာကြောင်းလေးကိုကျမအရင်သဘောကျတယ်ပေါ့နော်ကျမရဲ့ဘဝထဲမှာလည်းဒီစာကြောင်းလေးကပြောခဲ့တဲ့အတိုင်းပဲအတိုင်းပဲကျမဖြစ်ခဲ့ဘူးတယ်အဲ့ဒါကဘာလဲဆိုတော့ကျမအရင်တော့ပတ်စံစုတယ်ဘလို့ပုံစံမျိုးနဲ့စုလဲဆိုလို့ရှိရင်ဥပမာကျမဖုန်းဟောင်းနေလို့ဖုန်းအစ်စ်လဲခြင်းလို့ဖုန်းလဲဖို့အတွက်ပတ်စံစုတာကျမတနေ့ရရကိုခီးသွားခြင်းလို့အတွက်ပတ်စံစုတာအဲ့လိုမျိုးပတ်စံစုနေရတဲ့အချိန်တွေကကျမအတွက်အတိတ်ပဲရှိတယ်အရင်ကိုပြောစရာကောင်းတဲ့အချိန်တွေဖြစ်ခဲ့ပေမဲ့ ကျမလူချင်းနဲ့ပန်းတိုင်တက်တက်လေးတွေပြီးမြောက်သွားတဲ့အခါမှာတော့ပတ်စံစူးရတာကကျမအတွက်အတိတ်ပဲမရှိတော့တယ်လို့ဖြစ်သွားတယ်။ပြီးတော့အဲ့ဒီအချိန်တုန်းကလည်းကျမကပတ်စံနဲ့ပတ်သက်ပြီးတော့အသိပညာပေါ့နော်အတွေ့အကြုံရောအသိပညာဘာမှမရှိသေးဘူး။အဲ့ဒီပန်းတိုင်တက်တက်လေးတွေပြီးမြောက်သွားတဲ့အခါမှာပတ်စံစူးတာရဲ့ကျမအတွက်ပြင်းရည်စရာကောင်းတဲ့အရာတစ်ခုလိုမျိုးဖြစ်လာပြီးတော့အော်ပတ်စံစူးတာကကိုချတာကကိုတုံးရမှာပဲဆိုတဲ့စိတ်နဲ့ပဲကျမအဲအဲ့လိုမျိုးအဝတ်အစားတွေဝယ်တာတွေတခြားမလိုအပ်တဲ့အရာတွေပေါ့နော်။အော်ဝယ်တာတွေကများခဲ့တယ်။ကျမတကယ် ယ်တန်းနေမကောင်းတဲ့အခါပတ်စံလိုလာတဲ့အခါမိသားစု ကနေပတ်စံလိုလာတဲ့အခါမှာကျမမှာပေးစရာတုံးစရာပတ်စံမရှိတော့တဲ့အခြေအနေတွေဖြစ်လာရဲပေါ့နော်အဲ့လိုမျိုးအခြေအနေတွေကြုံတွေ့ခဲ့ရတဲ့အခါမှာကျမဒီစာကြောင်းလေးကိုကျမတော်တော်နားလဲတယ်အာအဲ့ဒါကြောင့်မလို့ဒီစာကြောင်းလေးကိုလည်းကျမအရန်သဘောကျတယ်ပြီးတော့ကျမဘဝနဲ့ရှင်ပြီးတော့လည်းဘဝမှာပြင်ရမယ့်အရာတစ်ခုလို့ကျမသတ်မှတ်ထားတယ်တင်ဟာစရင်စာရွက်တရွက်မဟုတ်ပါဘူးတင်ဟာလူသားတူပါအမှားလုပ်တတ်ပါတယ်စိတ်ခံစားချက်ဆိုတာရှိပါတယ် တင်းရဲ့ရင်းနှီးမြုပ်နှံမှုတွေကိုချစ်မြတ်နိုးပါလို့အကြံပြုပေးရစေ။ကိုစီစဉ်ထားသလိုဖြစ်မလာတဲ့အခါဘလို့စီမံမလဲဆိုတာကမိမိစီမံကိန်းရဲ့အရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်။ရှိရှိစီမံချက်ကထင်ထားတာထပ်ဖို့ခက်ခဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့ရီမန်းချက်ပန်းတိုင်တွေနဲ့လိုအင်ဆန္ဒတွေကအချိန်နဲ့အမျှပြောင်းလဲနေလို့ပါ။ရှုပ်ရှက်ခက်နေတာတွေကိုလေးစားပါ။ ထက်မြက်သောအသိဉာဏ်ရှိပြီးကြိုးချောင်းစီပြီးတော့သူများကဗန္ဒာရေးပါသဘောထားကွဲလွဲနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေမှာမတူညီတဲ့ရည်မှန်းချက်တွေနဲ့ဆန္ဒတွေရှိလိုပါပဲ။အဖြေမှန်တစ်ခုမှမရှိပါဘူး။တင့်အတွက်အစဉ်ပြေတဲ့အရာကသာအဖြေပါ။ရှင်နီမြောက်နံသူဖြစ်ဖို့ကြိုးစားကြတဲ့အခါ၁ကဘာကြီးပြောင်းလဲနေတယ်။၂လိုက်ရောညီထွေဖြစ်ဖို့လိုတယ်။သုံးစင်ကဲပြောင်းလဲနေတယ်။စားတဲ့ဇိုက်လက္ခဏာသုံးခုကိုဆွဲမြဲနေဖို့အတွက်လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်တယ်ဆိုတာကငွေကြေးနဲ့ဗန္ဒာရေးအကြောင်းကိုလေ့လာသိယူနေတာမဟုတ်ဘူးဆိုတာကိုသဘောပေါက်ထားဖို့လိုပါတယ်။လူတွေကငွေနဲ့ပတ်သက်ပြီးဘလို့ပြုမှုတယ်ဆိုတာကိုလေ့လာသိယူတာပါ။ညာအိပ်ပျော်ခြင်းရင်ငွေကိုတေချာစီမံခန့်ခွဲပါအမျက်မြမြရဖို့အရည်ရွယ်ခြင်းနဲ့ဝင်ငွေရဲ့တစိ့တစ်ပိုင်းကိုစုဆောင်းခြင်းကမတူဘူးဆိုတာကိုသတိထားပါ ကျွယ်ဝချမ်းသာမှုကိုတိဆောက်ဖို့ဝင်ငွေတစ်ခုရဲနဲ့မဖြစ်နိုင်ပါဘူး။ဘလောက်ထိငွေစုနိုင်လဲအပေါ်မှာမူတည်ပါတယ်။ကံကောင်းလို့အောင်မြင်သွားတယ်ဆိုတာကိုလက်ခံသလိုမျိုးကြာရှုံးသွားတဲ့အခါမှာလည်းကံမကောင်းတာကိုထည့်စင်စားပြီးကိုကိုကိုခွင့်လွတ်ပါကိုယ့်ရဲ့အမှားတွေအပေါ်ချင့်ချိန်ကဲဖြတ်တဲ့အခါညှတာပါ။ ငွေနဲ့ပတ်သက်လာရင်မတိချမှုတန်တရနောင်ဒတွေဆိုတာလူတိုင်းပေးဆက်ရတဲ့အရာတွေပါပေးဆက်ရတာတွေကိုဒဏ်ကျေးဆောင်ရတယ်လို့သဘောမထားဘဲနဲ့တန်ရာတန်ကျေးပေးရတယ်လို့သဘောထားပါတင်လို့ရမှားတာမှန်တာအရေးမကြီးပါဘူး။မှန်တဲ့အချိန်မှာငွေဘလောက်ရပြီးမှားတဲ့အချိန်မှာငွေဘလောက်ဆုံးရှုံးသွားလဲဆိုတာပဲအရေးကြီးတာပါ။ ကိုလုံရဲ့တဝက်လောက်ကမှားနေသေးရင်တော့ကန်ကောင်းနိုင်ပါသေးတယ်။ကိုတမိုးထားတဲ့အရာတွေကိုထိခိုက်လာနိုင်တဲ့အချိန်မှာ လုံလောက်ပြီးလို့လက်ခံကစွန့်စားမှုကိုရပ်တန့်ဖို့နားလည်သဘောပေါက်ခြင်းကတင်းရဲ့အကောင်းဆုံးလုပ်ရပါ။ကောင်းမွန်တဲ့ယဉ်ဤမြုပ်နှံမှုဆိုတာဆုံးဖြတ်ချက်ကောင်းတွေကြီးပဲချမှတ်နိုင်ဖို့မလိုပါဘူး။မကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုပဲဇက်တိုက်မလုံမိဖို့လိုတာပါ။ သင်ရဲ့အချိန်နဲ့ရွေးချယ်နိုင်မှုများအပေါ်ပုံမှုထိ ंछ ုပ်လာနိုင်ခြင်းကကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးငွေကြေးတစ်ခုဖြစ်လာနေပါပြီ။ကျွန်မဒီစာအုပ်ကိုဖတ်ပြီးတော့ဘလိုမျိုးအတွေးအမြင်တွေရလာတယ်ဘလိုသင်ခန်းစာတွေရလာတယ်ဘလိုမျိုးလက်တွေ့လောက်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုအာစာဖတ်ပရိသတ်ကြီးကိုကျွန်မအနေနဲ့ပြန်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်အမှန်တိုင်းပြောရရင်တော့ကျွန်မဒီစာအုပ်ကိုသဘောကျလို့ပေါ့နော်ဖတ်ချင်လုံးလို့ဒါကျွန်မဖတ်လိုက်ရပါမယ် အမှန်တိုင်းဝင်ခင်ရရင်တော့ကျမရဲ့အုံနောက်တတလေးနဲ့လိုက်မမှီခဲ့ဘူးပြီးတော့ဒီစာအုပ်ကိုပြီးအောင်ဖတ်ဖို့အတွက်လည်းကျမအချိန်တော်တော်ပေးခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ကျမပြန်ရလိုက်တာကဒီစာအုပ်ကအရန်တက်မှုရှိရစာအုပ်တအုပ်ဖြစ်ခဲ့တယ်ပြီးတော့စီးပွားရေးစားလုပ်မဲ့သူတွေယင်းနှိမ့်မြုပ်နယ်မှုကိုလုပ်မဲ့သူတွေဆိုလို့ရှိရင်ဒီစာအုပ်ကိုဖတ်ဖို့အတွက်ကျမကတိုက်တွန်းခြင်းနဲ့ကျမဒီစာအုပ်အပြင်ရှေ့မှာလည်းစီးပွားရေးနဲ့ဆိုင်တဲ့စာအုပ်တွေဖတ်ခဲ့မှုတဲ့အချိန်တွေကနေစပြီးတော့စီးပွားရေးစာအုပ်ကိုကျမခေါင်းထဲမှာပေါ့နော်မတိမတာချင်းရောတတိတတာရောနည်းနည်းချင်းစီရောက်လာခဲ့တယ် ဒါပေမဲ့ဒီစာအုပ်ကိုဖတ်တဲ့အချိန်အတွင်းမှာကျွန်မလက်တွေ့လှုပ်ဆောင်မှုတစ်ခုလုပ်ခဲ့အဲ့ဒါကဘာလဲဆိုတော့ကျွန်မရောင်းဝယ်မှုအသေးစားလေးတစ်ခုပြုလုပ်တယ်ပေါ့နော်ပြောရမလို့ဆိုတော့ကျွန်မဈေးရောက်ခဲ့တယ်ပေါ့ရှင်အဲ့ဒါကကျွန်မဘာရောင်းတာလဲဆိုတော့ကျွန်မကြက်ဥရောင်းတယ်။အစပိုင်းမှာအာကျွန်မရဲ့ရုံဘေးမှာရှိတယ်ကြက်ဥဆိုင်ရှိတယ်။အဲ့ဒီကြက်ဥဆိုင်ကနေပြီးတော့သူကကြက်ဥဒိုင်ပုံစံမျိုးအဲ့ဒီကြက်ဥဆိုင်ကနေပြီးကျွန်မဝယ်ပြီးတော့အာကျွန်မအိမ်ကိုပြန်တဲ့ခါအဲ့ဒီကြက်ဥတွေကိုကားပေါ်မှာတဲသွားတယ်။ တည်ပြီးတော့အိမ်မှာပြန်ရောက်နေပေါ့ဒါပေမဲ့အဲ့ဒီမှာအခက်အခဲတစ်ခုတွေ့တာဘာလဲဆိုတော့ကားပေါ်မှာကြက်ဥတည်ရတာအဆင်မပြေဘူးကျမတို့ရုံစင်းချိန်ဖြစ်တဲ့အတွက်ကားအရင်ကြက်တဲ့ခါမှာကျမရဲ့ကြက်ဥတွေကွဲသွားမှဆိုးတယ်ပေါ့နော်အဲဒါကြောင့်မလို့လုံးဝအဆင်မပြေဘူးပြီးတော့ကြက်ဥကလည်းကျမတစ်ဆင့်ပြန်ယူပြီးရောင်းတာဖြစ်တဲ့အတွက်အလုံးနည်းနည်းသေးတယ်ပေါ့နော်အဲ့ဒီအတွက်ကျမပြန်ရောင်းတဲ့အခါမှာအရင်မျက်နှာပါမလှဘူးလို့ပြောရမလားအဲဒါကြောင့်မလို့ကျမ line ပေါ်ကနေပြီးတော့ ကျောက်ဒိုင်းတွေကိုရှာတယ်ဖုန်းဆက်ပြီးတော့ဆက်သွဲတယ်အာဈေးတွေမေးတယ်ပေါ့နော်အများသောအဖြစ်ကျောက်ကပေါ့နော်အိမ်ကိုပို့ပေးတယ်ဒိုင်းတွေကရှာတယ်အဲအဲ့ဒါကြောင့်မလို့ကျမကအလုပ်တစ်ဖက်နဲ့လည်းဖြစ်တယ်ကိုယ်တိုင်လည်းသွားဝယ်ဖို့အတွက်အဆင်မပြေဘူးဖြစ်တဲ့အတွက်အိမ်ကိုလာပို့ပေးတယ် ကျုပ်ဒိုင်ကိုရွေးချယ်လိုက်တယ်ပေါ့နော်ရွေးချယ်ပြီးကျမကျုပ်အလုံး300လောက်ကိုကျမမှားပြီးတော့အခုလဲရောင်းနေတယ်ပေါ့နော်ဒါကကျမအခုလက်တွေ့လှုပ်ဆောင်နေတဲ့အရာဖြစ်တယ်ကျမဈေးရောင်းရင်းနဲ့တဖြည်းဖြည်းနဲ့တိလာတာဘာလဲဆိုတော့စိုးရိမ်စိတ်ပေါ့နော်ကျမအနေကျမတယောက်တည်းအတွက်ဆိုလို့ရှင်တော့ကျမကစိုးရိမ်နေ ဘာလို့စိုးရိမ်လဲဆိုလို့ရှိရင် အော်ငါရဲ့ပစ္စည်းကရောင်းလို့ကုန်ပါမလားရောင်းလို့မကုန်ခင်ကျုပ်တွေပုတ်သွားရင်ဘယ်လိုလုပ်မလဲစားတဲ့စိုးရိမ်စိတ်တွေပဲဖြစ်တယ်ကျမကျုပ်ရောင်းနဲ့နှစ်ရက်အတွင်းပါဘူးเนาะကျုပ်အလုံး150လောက်ကုန်သွားတယ်ဒါပေမဲ့နောက်ရက်နောက်ရက်တွေကြတော့တဖြည်းဖြည်းနဲ့ရောင်းရတဲ့အရေးအတွက်တည်းကလျှော့လာတယ်ပေါ့เนาะအဲ့ဒါကြောင့်မလို့ကျမအခုချိန်ထိလည်းစိတ်ပူပန်နေတော့မှာပဲရှေးလျှောက်စီးပွားရေးနဲ့ဆိုင်တဲ့အလုပ်တွေကိုလုပ်လို့ရှင်လေကျမရဲ့စိတ်ပူပန်မှုကရော့သွားမယ်လို့မထင်ဘူးပေါ့နော်ဒါပေမဲ့အဲဒီဆောက်ထဲမှာပါတဲ့ စာကြောင်းလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ငွေနဲ့ပတ်သက်လာရင်မတိချမှုတန်တရာနောင်တတွေဆိုတာကလူတိုင်းပေးဆက်ရတဲ့အရာတွေဖြစ်ပါတယ်တဲ့ပေးဆက်ရတာတွေကိုဒဏ်ကြေးပေးဆောင်ရလို့သဘောမထားဘဲနဲ့တန်ရာတန်ကြေးပေးရတယ်လို့သဘောထားပါတယ်ကျမကအခုဈေးရောက်နေပထမဦးဆုံးဈေးဆောက်ရောက်တာဖြစ်တဲ့အတွက်ကျမမှာအတွေ့အကြုံမရှိဘူးပေါ့နော်ဈေးရောက်တာနဲ့တဆိုင်နဲ့အတွေ့အကြုံမရှိဘူးဆိုတော့တကယ်လို့ကျမအခုလောက်တဲ့အလောက်ကတာ အရှုံးပေါ်သွားမယ်ဆိုလို့ရှိရင်ဒါကျမအတွက်တန်ရတန်ကြီးပေးရတဲ့အရာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမအတွေ့အကြုံကိုဒီပတ်စံနဲ့ပေးပြီးဝယ်လိုက်တယ်ဆိုတဲ့သဘောဖြစ်တယ်လို့ကျမသဘောထားရပေါ့နော်။အဲ့ဒါကြောင့်မို့လို့ကျမအဆင်ပြေပါတယ်။ဆရာကျောင်းကိုတတိယနေရင်းနဲ့ကိုကျမရဲ့စိတ်ပူပန်မှုကိုဖြေဖြောက်တယ်ပေါ့နော်။ ကျမရဲ့ဘဝထဲမှာစိတ်လှုပ်ရှားကြတိတ်မရှိဘူးလို့ကျမအရင်တော့ပြောခဲ့ဘူးတဲ့ဘုံတော့ကျမရဲ့တိတ်ငယ်ချင်းတွေကိုဒါပေမဲ့စိတ်လှုပ်ရှားကြကိုကျမမတိလိုက်ခင်မှာပဲဖန်တီးယူခဲ့လိုက်တယ်အဲ့ဒါကဘာလဲဆိုတော့ပတ်စံနဲ့ပတ်သက်ပြီးတော့ဘယ်အရာကအလုံးဖြစ်မယ်ဘယ်အရာကအလုံးမဖြစ်ဘူးဆိုတာကိုလေ့လာနေရတဲ့အရာပဲဒီစာအုပ်ထဲမှာလည်းအစပိုင်းတော့ပြောသွားတယ်ဘုံတော့ပတ်စံနဲ့ပတ်သက်ပြီးတော့ဘယ်အရာကအလုံးဖြစ်မယ်ဘယ်အရာကအလုံးမဖြစ်ဘူးဆိုတာကိုလေ့လာနေရတာကိုကအန်ဒီရယ်နဲ့ရင်ဆိုင်ပြီးတော့စွန့်စားနေရတဲ့အရာတစ်ခုဖြစ်တယ်တဲ့အာဆက်လက်ပြီးတော့ဘုံတော့ကျမကလည်းလေ့လာ ရမယ့်အရာတွေအများကြီးရှိနေသေးတာကိုတွေ့ရတယ်ပြီးတော့ကျမစီမှာအိမ်မက်နှစ်ခုရှိရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ပထမတစ်ခုကအဲကျမရဲ့ဆရာဆရာမတွေပြီးတော့ကျမရဲ့တငယ်ချင်းတွေနဲ့အတူတူပေါ့နော်စားတောက်ဆိုင်မှာသူတို့ကိုနေလဲတာကြွေးခြင်းနေအဲအဲ့ဒါကျမရဲ့ပထမအိမ်မက်တစ်ခုနောက်တစ်ခုကကြတော့ ကျမအပန်းဖြေခရီးသွားနေရင်းနဲ့တောင်မှကျမရဲ့ဝင်ငွေကဒီတိုင်းလေးပဲဆက်ရှိနေဖို့ပေါ့နော်ကျမအလုံးမလုံးဖဲနဲ့အပန်းဖြေခရီးသွားနေရင်းတောင်မှကျမရဲ့ဝင်ငွေကပုံမှန်အတိုင်းဝင်နေဖို့အတွက်ဒါကကျမရဲ့ဒုတိယအိမ်မက်တစ်ခုပေါ့နော်အဲ့တော့အဲဒါကကျမရဲ့ငွေကြေးနဲ့သက်ဆိုင်တဲ့အိမ်မက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမအဲဒီအရာလေးတွေကိုအခုလဲလက်ရှိလုပ်နေတဲ့အရာလေးဖြစ်တယ်ပေါ့နော်အဲ့ကြောင့်မလို့ကျမရဲ့စိုးရိမ်စိတ် ကိုလည်းကျမနည်းနည်းဖြည့်ဖြောင်းနိုင်နေပေါ့နော်ကျမရှေ့ဆက်ပြီးတော့ဘယ်လိုမျိုးလုပ်သွားရမလဲဆိုတဲ့အရာလေးပြုတ်ကိုစဉ်းစားရင်းနဲ့အဲဒီမှာပဲညီကုံချုပ်ချင်ပါတယ်ဆာဖက်ပြိတက်ကြီးအနေနဲ့ရောကျမကိုအကြံပေးချင်တာတွေပြိတက်ကြီးတွေအနေနဲ့အဲကိုဖတ်ချင်တဲ့စာအုပ်လေးတွေနားထောင်ချင်တဲ့စာအုပ်လေးတွေရှိတယ်ဆိုလို့ရှင်လေဒီဗီဒီယိုလေးအောက်မှာ comment ရေးသွားပေးလို့မမေ့နဲ့နော်ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်